ဆတုံးစီတိုးလောင်းစခန်းများနှင့်အယောင်းဆိုင်များတွင်ခင်မီလုံးချုံရေးစနစ်များဒီစင်ပါလာအပီးသက်စင်မီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 73စီတူလောင်စခန်းများနဲ့ရောင်းဆိုင်များတွင်မှ real time online monitoring နဲ့ CCTV စနစ်များတပ်ဆင်ခြင်းကို အခုနှစ်ဒီဇင်ဘာလအတွင်းအပြည့်တပ်ဆင်သွားနိုင်ရှိဆောင်ရွက်လျက်ရှိတယ်လို့စွမ်းရည်ဝန်ကြီးဌာနကသိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့2030ပြည့်နှစ်မှာစတင်ကောင်ပုဂလိကလုပ်ငန်းရှင်များအား73စီတင်သွင်းတူလောင်တည်ယူဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလွတ်လပ်စွာလုပ်ကိုင်းဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ရာအစိုးရလုပ်ငန်းရှင်တို့ရဲ့ နဲ့စသုံးစီတူလောင်စခန်းနဲ့ရောင်းဆိုင်တွေကိုဒေသအတွင်းနဲ့အင်းဒီချင်းနိုင်ငံတွေနေသူခိမီလုံချုံစိတ်ချရာထဲတူလောင်စခန်းနဲ့ရောင်းဆိုင်များဖြစ်စေရှိပြည်တွင်းစသုံးစီလိုအပ်ချက်များပြက်လက်မှုမရှိစေဘဲဖူးလုံစွာဖြည့်ဆည်းပေးနိုင်ရှိသက်မှန်အရှေ့အတွေအချင်းအတွေပြည့်မီမှန်ကန်စေရေးနှင့်ဖြစ်တင်ဖြစ်ထိုင်သောရောင်းဆိုင်နှုံများအတိုင်းပြည်သူလူထုတို့ဝန်ဆောင်မှုပေးနိုင်ရှိဂျိုးပန်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ် ဒီလိုဆောင်ရွက်ရမှာ73စီတင်သွင်းတူလောင်တဲယူဖြန့်ပြူးခြင်းလုပ်ငန်းလုပ်ကင်တဲ့လုပ်ငန်းများရှိတူလောင်စခန်းများနဲ့ရောင်းဆိုင်ထွေမှာ real time online monitoring နဲ့ CCTV သတ်ဆင်ပြီးကိမီလုံးကြုံစိတ်ချရမှုရှိတဲ့စနစ်အတွက်အစစ်မြစ်တင်မှုလုပ်ငန်းများကိုပါပေါ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ် အစိုးရစနစ်များတည်ဆင်ခြင်းကို2025ခုနှစ်ဒီဇင်ဘာလအတွင်းအပြည့်တည်ဆင်သွားနိုင်ရှိဆောင်ရွက်လျက်ရှိတဲ့အပြင်တည်ဆင်ပြီးစီးခဲ့တဲ့စနစ်များအစိမ့်မြင့်တင်ဆောင်ရွက်ခြင်းပျက်စီးမှုများအားမိုးမှန်ပြင်ဆင်ခြင်းလုပ်ငန်းများကိုတတ်မှတ်ချက်နဲ့အညီဆောင်ရွက်လျက်ရှိကောင်းစွဲရင်ဝန်ကြီးဌာနကလည်းလိုအပ်သည့်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။